အခုလာမဲ့12လပိုင်း12ရက်နေ့ဟာဆရာတို့ဒီတနေ့လုံးမှာမှ နောက်ဆုံးပိတ်အိမ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲเนาะအယံကိုမှထူကြတဲ့နေ့အယံကိုမှလွန်စွာမှယရိယအစီမံနေเนาะအတိတ်ထံနေဝင်မယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်တနစ်တာလုံးကံကောင်းစေမယ်နေ့တစ်နေ့ဖြစ်ပါတယ်ဘာလို့လဲဆိုရင်ဆရာတို့ပေါ့နော်ဒီ12လပိုင်းဆိုတာဆရာတို့2025ခုနှစ်ရဲ့နောက်ဆုံးနှစ်ဖြစ်တယ် နော်စနေရက်နေ့လည်းဖြစ်တယ်အဲ့တော့စနေရက်စနေလဆိုတာကတော့ပေါ့နော်ဆရာတို့ယရိယအစီမံတွေလုပ်မယ်ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်စနေရက်စနေလနေ့ပြီးတော့စနေလပိုင်းတလလုံးရော2026ခုနှစ်တလလုံးရောကံနေကောင်းမယ်ငွေတွေဝင်မယ်နော်တနှစ်တာလုံးလက်ပွင့်လက်ရွှင်ပြီးတော့ကံကောင်းစေမှာဖြစ်ပါတယ်ဒီဒီတနှစ်လုံးမှာမှစနေရက်စနေလဟာနောက်ဆုံး တကားသုံးခုပွင့်မဲ့နေဖြစ်ပါတယ်။ဆရာကတော့မြန်မာလူမျိုးမြန်မာဘီရင်ဆရာဖြစ်တဲ့အတွက်ဆရာတို့ပေါ့နော်ဒီ12ရက်12လကိုဆရာတို့ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်နော်တကားသုံးခုကိုဆရာတို့ပွင့်မှာဖြစ်ပါတယ်။ဒီတကားသုံးခုကိုဆရာတို့ဖွင့်နိုင်တယ်ဆိုတော့မှနော်မိမိကိုယ်တိုင်ဖွင့်ရမှာဖြစ်ပါတယ်။ကုသိုလ်ကောင်းမှုတွေလုပ်ပြီးဖွင့်ရမှာဖြစ်ပါတယ်။ဒီတကားသုံးခုကိုဖွင့်နိုင်ပြီဆိုရင်ဆရာတို့ဒီ12ရက်12လကနေစပြီးတော့2026ခုနှစ်တနှစ်တာလုံးကိုမှာ ်ငွေဝင်စေတယ်ကံကောင်းစေတယ်လက်ပွင့်လက်ရွှင်စေတယ်စီဝါတက်စေတယ်နော်အလုံးကိုင်းနေအဆင်ပြေစေတယ်ငွေဝင်ကျန်းစေတယ်နော်ငွေကိုအစုလိုက်အပြုံလိုက်ဝင်စေတယ်ကိုယီမန်းထားတဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေလည်းအဆင်ပြေစေတယ်အကျွေးတွေလည်းကြည်စေတယ်နော်လက်လွန်ထားတဲ့ငွေကြေးတွေလည်းပြန်လဲရရှိစေတယ်ကိုရောင်းချင်တဲ့ပစ္စည်းတွေရောင်းထွက်ချင်တဲ့ပစ္စည်းတွေဝယ်ချင်တဲ့ပစ္စည်းတွေလည်းအဆင်ပြေချောမွေ့စွာနဲ့ကိုကရရှိစေပါတယ်အဲ့တော့စနေရက်စနေလဆိုတာ နော် energy အရန်ကြီးရဲ့နေနော် energy တွေအရန်ကြီးရဲ့ပြီးတော့နောက်တစ်ခုကဘေးရင်သဘောတဘာဝအရာဒီလိုရက်မျိုးမှာရရရာပြုတ်လို့မယ်ဆိုရင်ဆရာခုနပြောလို့ပဲနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲ12ရက်12လဟာရရရာလုံးလိုက်မယ်ဆိုရင်2026တစ်ခုလုံးရောနော်ဒီ12လပိုင်းတစ်ခုလုံးရောဝေဝင်သေးတယ်ကံကောင်းသေးတယ်အလောက်ကင်နေတိတိတတကိုအစဉ်ပြေသေးတယ်နော်ကို့မှာရှိတဲ့အတိုက်ခိုက်အနောက်ရှက်တွေလည်းကင်းသေးတယ်နော်လူချစ်လူခင်ပေါ်သေးတယ်စမ်းပွင့်သေးတယ်အဲ့တော့ ဆောက်ဒီတနေ့လုံးမှမှ channel လာတွေကတော့ဆောက်တကားတွေဖွင့်ပေးပြီးသွားပြီတကားပွင့်တဲ့နီးရေလဲဆရာပြောပြီးသွားပြီဆောက်ဒီနေ့မှတော့တကား၃ခုပွင့်မှာဖြစ်ပါတယ်အဲ့ဒါကတော့ဘာတကားလဲဆိုရင်ပထမတကားတစ်ခုကတော့ရွှေတကားငွေတကားဖြစ်ပါတယ်ရွှေတကားငွေတကားကိုဆရာတို့ဖွင့်ပေးလိုက်မယ်ဆိုရင်၁၂လပိုင်းကနေစပြီးတော့တနှစ်တာလုံးเนาะရွှေတွေဝင်စေတယ်ငွေတွေဝင်စေတယ်เนาะစည်းစိမ်ဥစ္စာတွေချမ်းသာစေတယ်တိုးပွားစေတယ်เนาะဒီချက်ပို့ပြီးတော့ချမ်းသာအောင်မြင်တဲ့ဘဝတစ်ခုကိုရရှိစေတယ် ပြီးတော့နောက်တစ်ခုကကန်တကားဖွင့်ရမှာဖြစ်ပါတယ်မိမိကိုယ်တိုင်ပဲဖွင့်ရမယ်ဖွင့်ရမယ်ဒီလန်းတွေကိုဆရာပြောပြမှာဖြစ်ပါတယ်ရတရားတွေကိုပြောပြမှာဖြစ်ပါတယ်ကန်တကားကတော့မိမိရဲ့ကန်ဒီကောင်းလာအောင်ကန်ဒီတက်လာအောင်เนาะမိမိရဲ့ကန်ဆိုးနေတာကြီးပပျောက်ပြီးတော့ကန်မြင့်ကန်တက်ပြီးတော့မှကန်အကောင်းဆုံးအထွတ်အထိပ်ကိုရောက်ရှိစေမယ့်ရတရားကိုပြောပြောပြမှာဖြစ်ပါတယ်အဲ့ဒါတော့ကန်တကားဖွင့်မှာဖြစ်ပါတယ်နောက်တစ်ခုကလက်တကားလက်တကားကတော့ဆရာတို့ မိမိမှာပိတ်ဆို့နေတဲ့အရာတွေအားလုံးကိုပွင့်စေရမယ်၊ကံပွင့်စေရမယ်၊လက်ပွင့်စေရမယ်၊လက်ရွှင်စေရမယ်၊ငွေဝင်စေရမယ်။ပိတ်ဆို့နေတဲ့အရာတွေအားလုံးပွင့်စေပြီးတော့လက်ပွင့်လက်ရွှင်စေပြီးတော့ငွေဝင်ကံကောင်းစေမယ်တကားဖြစ်ပါတယ်။အဲ့တော့ဒီတကားသုံးခုကိုဆရာတို့ဒီနေ့မှာရရအစီအမံတွေလုပ်မယ်စူတောင်းမှုတွေပြုလုပ်ပြီးတော့မှဖွင့်မယ်ဆိုရင်ဆရာတို့တနစ်တာလုံးเนาะ2026တနစ်တာလုံးရောဒီ12လပိုင်းတလလုံးရောမိမိမှာရှိတဲ့အခက်အခဲတွေအားလုံးပြေလည်စေပြီးတော့ငွေဝင်ကျန်းစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ် ဆရာရတရားတွေကတော့အရန်အိုမှာအစွမ်းထက်ပြီးတော့ထူကြတဲ့ထူကြတဲ့အစီမံရတရားတွေကိုပဲဆရာခွန်ရဲ့သာသမီတွေကိုဆရာကပေးတာဖြစ်ပါတယ်နော်အဲ့တော့တေးသေးချာချာလေးသာလိုက်လို့ပါယုံယုံကြည်ကြည်နဲ့သာလိုက်လို့ပါစနေရက်စနေလမှာတကားသုံးခုပဲဖွင့်မယ်ဖွင့်ပြီးပြီဆိုတာနဲ့တနစ်တာလုံးကန်ကောင်းအောင်ဆရာတို့ဒီနေ့မှာတေချာပေါက်ပြုလုပ်မယ်နော်အဲဒါဆိုရင်ဆရာဒီနေ့ယတရားလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ယတရားကတော့ စနေရစနေလာမှာပြုလို့ရမှာဖြစ်ပါတယ်နေတိုင်းလုံးစရာမလိုပါဘူးတရက်သေးပဲပြုလို့ရမှာဖြစ်ပါတယ်ပြုလို့ရမယ့်အချိန်ကတော့မနက်9နာရီကနေမနက်7နာရီခွဲတွင်ကိုပြုလို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဆရာတို့ပထမတစ်ခုရွှေတကားငွေတကားပွင့်ဖို့အတွက်ပေါ့เนาะဆရာတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတောက်တော်ကြီး9ခွက်ကတ်လို့ရမှာဖြစ်ပါတယ်เนาะဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန့်ကတ်ပြီးတော့ကုသိုလ်ယူတယ်ဆိုတာဒီလိုနေထူးနေမြတ်ရက်ကောင်းရက်မြတ်เนาะပြီးတော့ energy တွေအရန်ပြေးဝနေတဲ့ရက်เนาะ ပြီးတော့မိမိစိတ်တွေရှင်လွမ်းပြီးတော့မှရက်ကောင်းရက်မြက်ဖြစ်တဲ့12ရက်12လမှာမြတ်စွာဘုရားရှင်ကိုဆရာတို့ဆုံးကပ်ကုသိုလ်ယူပြီးတော့ယတရားလုပ်ပြီးတော့ဆုတောင်းမှုတွေလုပ်ပြီးတော့ပိတ်ဆို့နေတဲ့အရာတွေအားလုံးကိုဆရာတို့ဖွင့်ပေးมาဖြစ်ပါတယ်အဲ့တော့ရွှေတကားငွေတကားကွေးဖို့အတွက်ကော်ဖီ၅ခွက်ကပ်မယ်เนาะပြီးရင်ဆရာတို့လက်တကားပေါ့เนาะလက်တကားပွင့်ဖို့အတွက်ဆရာတို့ပေါ့เนาะနင်းစီအနီရောင်ငါးပွင့်ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆရာတို့ကတ်လူမယ်เนาะအဲ့တော့ရွှေတကားငွေတကားရဲ့လက်တကားရဲ့ဆရာတို့เนาะပြီးသွားပြီ เนาะအဲ့တော့ခါကြတော့အဲ့တော့ခါကြတော့ဆရာတို့ကန်တကားပေါ့เนาะကန်တကားအတွက်ဆရာတို့ပေါ့เนาะကိမ့်မုံ၅ချက်ကတ်လူရမှာဖြစ်ပါတယ်အဲ့တော့ရွှေတကားငွေတကားလက်တကားဒီပွင့်ဖို့အတွက်ကိမ့်မုံ၅ခု coffee ၅ခွက်เนาะအဲ့ဓာတွေကိုဆရာတို့နင်းစီပန်းအနီရောက်၅ပွင့်ကိုကတ်လူရမှာဖြစ်ပါတယ်เนาะပြီးရင်ဆရာတို့ပေါ့เนาะဒီတစ်နှစ်လုံးမှာ ပိတ်ဆို့နေတဲ့အရာတွေပေါ့နော်ပိတ်ဆို့နေတဲ့အရာတွေအားလုံးကိုဆရာတို့ပွင့်စေဖို့အတွက်ရည်ရည်လေးတစ်ခုပေးမယ်ဆရာတို့မိမိက2025ခုနှစ်လအစနေပြီးတော့ဒီဆက်တလာပိုင်းအထိကိုကန်နေဆိုးနေတယ်ကန်နေညံ့နေတယ်စီးပွားမတက်ဘူးစီးပွားရေးတွေကျနေတယ်အကျွေးတွေတင်နေတယ်နော်လောင်းကစားလုပ်တိုင်းလည်းရှုံးနေဘာပဲလုပ်လို့အရှုံးပေါ်တယ်ဘာပဲလုပ်လို့အဆင်မပြေဘူးနောက်ဆုံးကိုကအလုပ်တော့လုပ်နေတယ်ငွေတော့ဝင်နေအဲ့ငွေကမမြဲဘူးပြန်ပြန်ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်နော်ဒီကန်နေကန်ဆိုးနေရအားလုံးအဲ့ရတွေအားလုံး ဖြစ်နေတဲ့လူတွေအပေါ်ပေါ့နော်အယောင်းဝယ်ပါတယ်စီးပွားမတက်ဘူးစသည်ဖြင့်မျိုးစုံဝေးကျင်းတဲ့ဘက်မှာစီးပွားရေးဘက်မှာဖြစ်နေတဲ့လူတွေအတွက်ကတော့ဆရာတို့ပေါ့နော်အဲဒီမှာဖျောင်းနိုင်ရတော့ဆရာမချထားတော့ဘူးဒီတိုင်းပဲပြလိုက်မယ်လားဖျောင်းနိုင်ဖျောင်းနိုင်ငါးတိုင်းလို့ရတယ်နော်အဲ့ဒါကတော့ရွှေတကားငွေတကားလက်တကားကန်တကားနဲ့မဆိုင်ဘူးဒါကတော့တသက်ဖျောင်းနိုင်ငါးတိုင်းထုံးပြီးဆရာတို့စူတောင်းရမှာဒါကတော့ကို့မှာပိတ်ဆို့နေတဲ့အရာတွေပွင့်ဖို့ပေါ့နော်အဲ့ဒါတော့ဖျောင်းနိုင်ငါးတိုင်းကိုညာဘက်လက်နဲ့ကင်မယ်တန်မုတ်တွေကားတာကို 16កောက်យុមេបេបេលက်နဲ့ပြန်កៃមេ24ពិសីអជីនហូ16កောက်យុមេយុបពីពីសွာ ਨੇ មេសွာភាហូស៊ីមីកက်មេកက်ពីពីសွာ ਨੇ ស៊ូតောင်းយ៉ាមករបុដាមេសွာភាရှင်គូរោមេជីហូ12យេ12លាဖြစ်တဲ့နေធូនេមេနေកောင်းនេមេយက်កောင်းយេមេမှာបុដាមេសွာភាရှင်គូរោមេជីហូសៀរុបងเนาะកូហ្វី9កွက်កេងម៉ុង9គូស៊ីមីភ្យូយ៉ាង9ដៃเนาะနေ့စီပဲအနီရောက်၅ဘွင့်ကိုကက်လူပူတော့ပါတယ်ကက်လူရတော့စေစနာတရာတရားမြစ်တာအကျိုးများကြောင့် တပည့်တော်သည်ဒီစနေရစနေလာမှာဒီရတရားကိုဒီအစီမံကိုပြုလုပ်ပြီးတဲ့အချိန်ကနေစပြီးတော့တပည့်တော်သည်ယခုအချိန်ယခု ကာလကနေစပြီးတော့ဗောနော်တနစ်တာလုံးငွေဝင်ပါစေကံကောင်းပါစေရွှေတကားငွေတကားပွင့်ပါစေလက်တကားပွင့်ပါစေကံတကားပွင့်ပါစေဒီထက်မကလူနိုင်တန်းနိုင်တဲ့ပုံကိုယ်လူပုံကိုယ်မြတ်တွေဖြစ်ကြပါစေဒီထက်မကလည်းလူနိုင်တန်းနိုင်တဲ့ပုံကိုယ်လူပုံကိုယ်မြတ်တွေလည်းဖြစ်ပါစေလို့ဆရာတို့ဆုတောင်းမယ်ဒီထက်မကလည်းလူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းမယ်ဒါဆိုရင်ဆရာတို့ဒီတကားသုံးခုလုံးပွင့်သွားပြီးတော့မှ ခုနပိတ်ဆို့နေတဲ့အရာတွေပါပွင့်သွားပြီးတော့အစအစအရာရာတိတိတတကိုအစင်ပြေလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ဆရာအာမခံနိုင်တာကတော့ဒီရတရာဟာအယံဟိုမှာအစွမ်းထက်ပြီးတော့ထူကြတဲ့ရတရာဖြစ်ပါတယ်အဲ့တော့တိတိချာချာလေးသာလှုပ်ပါရုံရုံကြီးကြီးနဲ့သာလှုပ်ပါမိမိရဲ့စိတ်ထဲမှာကုသိုလ်စိတ်တွေတရားစိတ်တွေအပြည့်အဝထားပြီးတော့မှလှုပ်ပါဒီလိုစနလပိုင်းရဲ့နောက်ဆုံးနေ့ဖြစ်တဲ့12ရက်စနလမှာ energy အယံကောင်းတဲ့နေ့မှာ နောက်ဆုံးပိတ်အိမ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲမိမိမှာတစ်နှစ်တာလုံးကန်ဆိုးခဲ့သမျှကန်ကောင်းခဲ့သမျှကိုဒီနေ့မှာကန်ကောင်းအောင်လက်ပွင့်အောင်လက်ရွှင်အောင်ငွေဝင်အောင်ဆရာတို့ပြုလုပ်ရမှာဖြစ်ပါတယ်ဆရာဒီနေ့အရေးကြီးရလေးလည်းပြောပြပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ဒီကြည့်ပေးပါအဲပြီးတော့နောက်တစ်ခါတော့ဒီရီယာပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါဒီနေ့ကအရေးကြီးတဲ့နေ့ဖြစ်လို့တခြားခုနှစ်ရက်သားသမီးတွေလည်း like လုပ်လို့ရတော့ ခါကြတော့ကိုလည်းပို့ပြီးတော့ကုသိုလ်ရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုများများ share ထားပေးပါ Facebook group တွေမှာလည်း share ထားပေးပါမိမိရဲ့ account မှာလည်း share ထားပေးပါလို့ဆရာပြောချင်ပါတယ်เนาะပြီးရင်နောက်တစ်ခုကတော့ဗာလဲဆိုရင် comment မှာမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဒီတကားသုံးခုပွင့်အောင်လို့ဆရာဘက်ကလည်းဆူတောင်းပေးมาဖြစ်ပါတယ်